hydraulic system တစ်ခုရဲ့ main power ဆိုပေါ့နော် hydraulic ကျွန်တော်တိုင်ကြီးတွေကနေစုပ်ပြီးတော့ flow တစ်ခုအနေနဲ့ပြန်ထုတ်ပေးတဲ့ hydraulic pump ရဲ့အလုံးလုံးဆောင်ပုံအကြမ်းလေးကိုမျှဝေပေးရမယ်ဆိုရင်အဲဆိုတာကျွန်တော်တို့ hydraulic suction တိုင်ကြီးကနေဆွဲဝင်မယ်လားဒီထုတ်ပေးတဲ့ flow တွေကိုပဲကျွန်တော်တို့ control bar ကနေပြီးတော့ pressure တစ်ခုအဖြစ်ပြောင်းပြီးတော့ကျွန်တော်တို့အဆက်ကိုအလုံးလုံးဆောင်တာဖြစ်တယ် ခုဖြိုဒီအတုံးများတဲ့ဒီ main band တစ်လုံးမှာပါဝင်တဲ့ဒီအစိတ်ပိုင်းနေနဲ့၎င်းအလုပ်လုပ်ပုံအကြမ်းမြင်လေးလေခုဖြိုတစ်ချက်ရှင်းပြပြပါအောင်ဗျဟုတ်ဟုတ်ကဲ့အဲတော့ကျွန်တော်တို့အဲ hydraulic system တစ်ခုရဲ့ main power ဆုတ်ပါတော့ hydraulic ကျွန်တော်တိုင်ကြီးရနေဆုတ်ပြီးတော့ flow တစ်ခုအနေနဲ့ပြန်ထုတ်ပေးတဲ့ hydraulic pump ရဲ့အလုပ်လုပ်ဆောင်ပုံအကြမ်းလေးကိုမျှဝေပေးရမယ်ဆိုရင် ကျွန်တော်ဒီကျွန်တော်တို့ nebel zone မှာရှိနေတဲ့လူတွေရောမြင်သာထင်သာရှိအောင်ပြောရမယ်ဆိုကျွန်တော်တို့ဒီစေထိုးစေထိုးအပ်လို့ပေါ့နော်စေထိုးအပ်မှာဆိုကျွန်တော်တို့အမ unit ကလေးတွေပါတယ် cc နဲ့ပေါ့နော်အဲကျွန်မဘလောက်စေးပမာဏ cc တိုက်ပေါ့ကျွန်တော်တို့ရှေ့ကိုရေတဲ့နှစ်ပြီးနောက်ကိုဆွဲဆိုခြင်းအဲထဲကိုစီပမာဏတစ်ခုဝင်နေဗျာနော်တတ်မှတ်တဲ့ cc ပမာဏဒီ hydraulic pump မှာဆိုရင်လည်းအဲ့လိုမျိုးကျွန်တော်တို့အဲဒီစေထိုးအပ်လေးတွေစီထားတဲ့သဘောသဘာဝနဲ့သွားတူတယ်နော်အဲဒီမှာဆိုလို့ချင်းဒါကျွန်တော် hydraulic pump တစ်လုံးစာပေါ့နော် excavator မှာဆိုရင်တော့ကျွန်တော်တို့ pump 1 pump 2 အဲသူနဲ့ဒီလိုမျိုးကျွန်တော်တို့တွဲလျက်တက်ဆင်ထားတဲ့နှလုံးပါတယ်ဒါကတော့ကျွန်တော်တို့တလုံးစာပစ္စည်းအစုံဖြစ်တယ်အဲဒီမှာကျွန်တော်အခေါ်အဝေးလေးတွေရင်ရှင်းရမယ်ဆိုရင်ဟောဒီကျွန်တော်တို့ဒီ swap plate အထိုင်ပေါ်မှာဒါကတော့ကျွန်တော် swap plate လို့ခေါ်တာပေါ့နော်အရက်ခေါ်ကတော့သူ့ကိုကျွန်တော်တို့ပကတ်လို့ခေါ်တယ်အဲသူ့ရဲ့ဒီလှုပ်ရှားပုံမှာကျွန်တော်တို့ပကတ်ကလေးလို့ပဲသူကကစားတယ်နော်ပကတ်လို့ခေါ်တယ်ပြီးရင်ကျွန်တော်ဒီပကတ်ရဲ့အပေါ်မှာကြတော့ ဟို shoe plate ဆိုတာရှိရဲ့เนาะခံပြားပေါ့ဗျာဒီကိုလုံးကြည်လေးတွေကျွန်တော်တို့နင်းထားတယ်အောက်ကဖနက်ခံပြားပေါ့เนาะ shoe plate ဆိုတာရှိတယ်ပြီးရင်ကျွန်တော်တို့သူ့ရဲ့ပုံမှာကျွန်တော်တို့ sub plate ဆိုတာရှိမယ် sub plate ဆိုတာကတော့ဒီ piston shoe ကျွန်တော်တို့ကိုလုံးကိုတစုံတစုံနဲ့ဖြစ်နေအောင်ကျွန်တော်တို့စူစီးထားတယ်เนาะ sub plate ဆိုတာလည်းရှိမယ်ပြီးရင်ကျွန်တော်တို့အတွင်းမှာကျွန်တော်တို့ဘောခိုက်ရှိမယ်เนาะဒီဘောခိုက်ကိုဒီ tension တစ်ခုနဲ့ဖိထားတဲ့ spring ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီဘောက cylinder block ပြီးရင်ကျွန်တော်တို့ bar plate ဘားပလေးဆိုတာလည်းဒီဘားဆိုတဲ့အသုံးတော့ကတော့ဟိုရေအဖွင့်ပိတ်ဘားတွေမှာအသုံးပြုတယ်ကိုစားနဲ့တူတူပဲဘားဆိုတာကဒီမှာအဖွင့်ပိတ်ရှိတယ်။နော်ကျွန်တော်တို့ဒီမှာဆိုလို့ချင်းဟိုဒီမှာအဝင် line နဲ့အထွက် line ဆိုတာရှိတယ်နော်။ဒါဆိုတာကျွန်တော်တို့ hydraulic suction တိုင်ကီကနေဆွဲဝင်မဲ့ line ဒါသည်ကျွန်တော်တို့ flow ပြန်ထွက်မဲ့အပေါက်။ဒါကိုကျွန်တော်တို့ကဟိုလဲနေတဲ့ကာလာနဲ့သူ့နေရာနဲ့သူကျွန်တော်တို့အဖွင့်ပိတ်လုပ်ပြီးလို့သူ့ကိုကျွန်တော်ဘားလို့ခေါ်တယ်နော်။အဖွင့်ပိတ်လုပ်ပြီးတာအပြားပေါ့ဗျာ။သူကတော့ကျွန်တော်တို့ဒီဟို cylinder block ပေါ်မှာဒီကျွန်တော် supply ဒီ supply ကိုးချောင်းအားနဲ့ဒီလိုပုတ်လဲတယ်ပေါ့။ဟုတ်ကဲ့။ ်เนาะဒီမှာဆိုလို့ချင်းကျွန်တော်တို့အခုနပြောဆိုလို့မျိုးပဲဒီမှာစီထိုးအပ်ပုံစံမျိုးလေးတွေရှိတယ်စီထိုးအပ်လေးကိုကျွန်တော်တို့နောက်ဆက်ဆုပ်လိုက်ချင်းစီပါသွားသလိုပဲအခုဒီမှာကျွန်တော်တို့ဘာပလက်ရှိတယ်ဒါ session ချမ်းဒါဆိုရင်ကျွန်တော်တို့ကဟိုဒီဘဖိုးတွေမှာတက်ထားတဲ့ဟာကျွန်တော် flow adjustable လို့ခေါ်တယ် flow ကိုကျွန်တော် load လို့ထိန်းလို့ရတယ်ဟိုစီထိုးအပ်တယ်ကိုဘလောက် cc ဆွဲသွင်းသလဲပေါ့အခုမှကျွန်တော်တို့က ်စီနန်းနဲ့ဆွဲထုံမှာဆိုသူ့ရဲ့ဒီပခတ်ကိုကျွန်တော်တို့ဒီလိုစောင်းပစ်လိုက်တယ်စောင်းပစ်လိုက်တဲ့ခါမှာဒီဘက်မှာရှိနေတဲ့ piston shoe က stone နဲ့ဒီဘက်မှာရှိနေတဲ့ piston shoe က stone ကမတူတော့ဘူးဒီကောင်ကပေါ်တက်ပြီးဒီကောင်အောက်ဆင်းသွားတဲ့အတွက်ဆေးထိုးရတဲ့သဘောတရားတိုင်းပဲဒီ bar plate section ကနေပြီးတော့ကျွန်တော် hydraulic seal ကိုဆွဲဆုပ်သွားတယ်ဆွဲဆုပ်သွားတယ်ဒီဒီဘက်ကကျွန်တော်တို့ဒီအစင်းနေအကုန်လုံးဒီကျွန်တော်တို့ hydraulic seal ကိုကျွန်တော်တို့ဆွဲဆုပ်ထားတယ်။အဲဒီမှာကျွန်တော်တို့ engine ရဲ့ rotary energy နဲ့ဒီလိုလှည့်လိုက်တဲ့အခါမှာဒီဆွဲဆုပ်ထားတဲ့ seal ကိုကျွန်တော်တို့ဒီဘက်ကိုသွားရင်ပြန်တွန်းတင်တဲ့သဘောတက်ရောက်သွားတယ်။ဟုတ်ကဲ့။ပြန်တွန်းတင်တယ်ဆိုရင်ဒီ section ကနေပြီးတော့ဆွဲဆုပ်တယ်။သူပြန်တွန်းတင်တဲ့အခါမှာ ျွန်တော်ဒီ public ကအသေးနေမှာဖြစ်တယ်ပြန်တွန်းတင်တဲ့ခါမှာဒီကျွန်တော်အထွက်ထွက်ဘက်ကိုရောက်သွားတယ်နော် input output အထွက်ဘက်ကိုရောက်သွားတဲ့ခါမှာ IC ကိုကျွန်တော်တို့ကဒီ safe flow app လေးလိုပဲဒီပြန်တွန်းပြီးတော့ထုတ်လိုက်တယ်အဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့ကဒီကိုလုံးကိုကျွန်တော်တို့ဒီ engine RPM 1900ဝန်းကျင်နဲ့လဲတဲ့ခါမှာဟို1မိနစ်ကိုကျွန်တော်တို့က liter per minute နော်ကျွန်တော်တို့ဟို liter 200 30 240ဝန်းကျင်လောက်တွေကိုသူက flow rate ကများသွားတာဖြစ်တယ်เนาะအဲဒီသေးသေးလေးတွေကနေပဲပမာဏနည်းနည်းလေးကိုစွဲတယ် ဟိုဘက်ရောက်ချင်ကျွန်တော်တို့ပြန်တွန်းတင်တယ်နော်ဒါမှကျွန်တော်တို့အပတ်ရည်များလာတဲ့အခါမှာ hydraulic flow တွေအများကြီးကိုထုတ်ပေးတယ်ဒီထုတ်ပေးတဲ့ flow တွေကိုပဲကျွန်တော်တို့ control bar ကနေပြီးတော့ pressure တစ်ခုအဖြစ်ပြောင်းပြီးတော့ကျွန်တော်တို့ဆက်ကိုအလိုလိုဆောင်တာဖြစ်တယ်ဟုတ်ဟုတ်အရှင်းမှပြောခဲ့တဲ့ဒီ hydraulic system ရဲ့ရှောင်ရန်ဆောင်ရန်နေဒီ flow and pressure တွေရဲ့အရေးကြီးပုံတွေကဒီကျွန်တော်တို့ဒီ hydraulic inner part တွေရဲ့ဒီဒီကျွန်တော်တို့ဒီ သူ့ရဲ့ဒီဒုဒဒုစာပေါ့ဗျာနော်စီဒုဒုစာပတ်တိုင်းမှုဂျားနေပြီးတော့အပွန်ဆင်းနေကြအောင်ကျွန်တော်တို့ဟာထွက်လာမယ်ဆိုရင်ကျွန်တော်ပရက်ရှာတွေပြုတ်ချသွားနိုင်တယ်ဒီ inner part တွေဒီလိုမျိုးလဲနေတယ်အတက်ဆင်းလုံနေတယ်ဒီလိုတွေပုတ်လဲနေတဲ့ဂျားတွေထဲမှာကျွန်တော် lubricant အနေနဲ့ဝင်လာတယ်ဒီ hydrolysis ပဲဖြစ်တယ်အဲ့တော့ဒီအစီအေသွေးပေါ်မှာမူတည်ပြီးတော့ပဲဒီကျွန်တော်တို့ hydrolysis ပန်အတွင်းပစ္စည်းတွေကိုကျွန်တော်တို့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်တယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးလဲနေမယ်စီလေးတွေဆွဲဆုပ်သွားတယ်ကျွန်တော်တို့ဟိုဘက်ရောက်ချင်းကျွန်တော်တို့ပြန်တွန်းထုတ်တယ်เนาะဒါကတော့ကျွန်တော်တို့ hydraulic ပန်ရဲ့သဘောတရားတိုင်းဆွဲဆုပ်တယ်တွန်းတင်တယ်ပေါ့เนาะဒါကတော့ကျွန်တော်ဟို hydraulic ပန်တွေအမျိုးမျိုးထဲမှာတော့ဒီပကတ်ကိုကျွန်တော်တို့လိုးစလို့ကစားလို့ရတာကတော့ ဟိုနော် excavator တွေမှာလည်းပါတယ်ပေါ့ဗျာနော် flow ကို adjustable လုပ်တာပေါ့ခုနကကျွန်တော်ပြောတဲ့ flow နဲ့ pressure မှာဟိုကားတွေ gear ထိုးတဲ့ဥပမာနဲ့နှိုင်းခဲ့သလိုပဲအဲကျွန်တော်တို့ pressure အများကြီးသုံးတယ်ဆိုကျွန်တော်တို့ flow နည်းနည်းပဲလိုမယ်လိုမယ်ဆိုသူက flow ဒီဒါဒါဆိုကျွန်တော်တို့ကသူမစီမှာ flow အများဆုံးထုတ်ပေးတာဖြစ်တယ်ဟိုဒီဒီဘက်က stroke ကများတဲ့အတွက်စီအများကြီးဆွဲဆုပ်တာဟိုအများကြီးဆွဲဆုပ်ခြင်းအများကြီးတွန်းတင်တယ်အဲ့တော့ကျွန်တော်တို့က pressure များလိုက်ရင်သူက flow ကို short ချခြင်း regulator တွေဒီ power shift electronic control တွေအနေနဲ့ဒီပခတ်ကိုကျွန်တော်ကတဲ့ပေးလိုက်တယ် ်เนาะကျွန်တော်နင်းငယ်တဲ့ပေးလိုက်တယ်လိုရင်ပူဆောင်းတယ်เนาะလုံးလုံးမလိုတဲ့အခါမှာလုံးလုံးတဲ့ထားတယ်เนาะဒါမျိုးတွေကိုသူကဟို flow flow တွေကိုဒီကျွန်တော်ပခက်ကနေပြီးတော့ထိမ့်ချုပ်ပြီးတော့မောင်းနေတာဖြစ်ပါတယ်เนาะဟုတ်ဟုတ်ကိုပြူအရင်ကောင်းပါတယ်ကျွန်တော်လည်းအခုလိုမျိုးဒီလို demonstration သဘောမျိုးလေးနဲ့ရှင်းပြလိုက်တော့ကျွန်တော်လည်းဒီဒီစနစ်အကြောင်းပိုနားလည်သွားတယ်ဒါချီရှုသူတွေအနေနဲ့လည်းပို့ပြီးတော့နားလည်မယ်လို့ကိုပြူမျှော်လင့်ပါတယ်ကိုပြူဟုတ်ဟုတ်ဟုတ်ကဲ့ပါကိုပြူဟုတ် ကျွန်တော်တို့အစီအစဉ်လေးကိုလာရောက်ပြီးတော့အချိန်ပေးပြီးတော့တကူတကပါဝင်အားဖြစ်ပေးတဲ့အတွက် ကိုဖြိုးကျေးဇူးအများကြီးတင်ပါတယ်ကိုဖြိုးဖောက်ဟုတ်ကဲ့ပါဗျာဒီကိုတို့ real power ရဲ့ဒီကျင်းပတယ်နော်ဒီ machinery တော်ရှိုးစီစဉ်မှာဆိုရင်လည်းကျွန်တော်တို့အဲနောက်ထပ်ဟိုအတွေ့အကြုံရင်းနေတဲ့ဆရာကြီးတွေကိုလည်းကျွန်တော်တို့ဖိတ်ကြားနိုင်ပါစေပေါ့နော်ဖိတ်ကြားနိုင်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဒီ season လောက်တယ်ဆိုရလဲဒါကျွန်တော်တို့စံမောင်းနေစက်ပိုင်နေဒီစက်ပြန်ဖွဲ့နေချင်းချင်းရဲ့ဂျာမှာကျွန်တော်တို့ဒါ organize လုပ်ပေးတဲ့သဘောပေါ့ဗျာနော်တစုတစည်းတည်းဖြစ်ပြီးတော့ကျွန်တော်အင်အားပိုကြီးလာမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်အခုဒီပတ်မှာဒီ season မှာပါပဲမဲ့နောက်ပတ်မှာဆိုရင်တော့ကျွန်တော်တို့ကနားထောင်သူအနေနဲ့ ကြည့်ရှုมาဖြစ်ပါတယ်အဲ့တော့ဒီဟိုအတွေ့အကြုံရင်းနေတဲ့ဟိုမျှဝေပေးနိုင်တဲ့ဆရာကြီးကိုလည်းဖိတ်ကြားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့လာမယ့်ဒီအစီအစဉ်အပြင်ပေါ့နော်ဟိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အစီအစဉ်တွေအကျိုးရှိတဲ့အစီအစဉ်တွေတော့ကျွန်တော်တို့ရှေ့လျှောက်အများကြီးတင်ဆက်သွားပါအောင်ပါတကယ်လို့နောက်ခါရီအခွင့်အခါတိတ်နေဆိုရင်လည်းကိုဖြိုးအနေနဲ့ထပ်ပြီးတော့ဟိုကျွန်တော်တို့အစီအစဉ်ကိုပါဝင်အားဖြည့်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ The Power of Achievement.